ရှင်နဲ့ချုပ်ထားတဲ့ဝတ်စုံနဲ့မိင်္ဂလာဆောင်ခဲ့ပေမဲ့ဒီမှာကပဲကျွေးရဲ့ဟင်းဝီရန်နဲ့ဆိုပြသစဉ်မိင်္ဂလာပါပရိသတ်ကြီးပရိသတ်ချစ်တော်ဟင်းဝီရန်နဲ့ဆိုပြသစဉ်တို့ကတော့နိုမာလာ၁၄ရက်နေ့မှာမြမယူရဆူလျာရေပတ်လက်ထပ်ထိန်များမိင်္ဂလာပွဲ ပြုလုပ်ခဲ့ပါတယ်မိင်္ဂလာပွဲမှာတော့ဆိုပြသစဉ်နဲ့ဟင်းဝီရန်တို့ရဲ့ဝတ်စုံတွေကိုတစုံလုံးအဖြစ်ရှေ့အစ်စ်တွေနဲ့ချုပ်လုပ်ထားတာကိုဝတ်ဆင်ခဲ့တာပါအဲဒီဝတ်စုံကိုတော့ ဒီဇိုင်နာပိုင်ပိုင်ကချလုပ်ပေးခဲ့ပြီးဝစ်ဆောင်မှာအလားစင်တဲ့ရှိသားတွေကိုတော့ထိတ်တန်းရှိပရင်ရှိဆိုင်ကြီးကစပွန်ဆာပေးရလို့သိရပါဗျ။ဝစ်ဆောင်တွေကိုအသေးစိတ်ရှိအစစ်တွေနဲ့တီကုံချလုပ်ထားတာပါ။ဝိန်ဖူစင်ရှိရနာဆိုင်ကလည်းသူတို့သားသူတို့သမီးနဲ့မိသားစုနှစ်ခုလုံးကမိသားစုဝင်တွေအတွက်ပဒမြားလက်ဝေဒနာတွေစပွန်ဆာပေးပြီးစင်မြန်းပေးခဲ့ပါသေးတယ်။ဆိုပြည့်ရဲ့အလားလက်ကိုင်းပန်းအတူကိုလေရှိသားစစ်စစ်နဲ့ထိတ်တန်းရှိပရင်ကပြုလုပ်ပေးထားတာပါ။ အဲ့ဒီပွဲမှာမိသားစုနှစ်ခုလုံးကမိသားစုဝင်ရောသူတို့သားသူတို့သမီးရောကရှင်ရဝင်းဖြာနေတဲ့ဝတ်စုံလေးနဲ့အရန်တောက်ပါနေကြမယ်မယ်။မိလာပွဲကိုလာတဲ့အေသေးရီကတော့လက်ဖက်သုံးတဲ့ဟမ်ဘာဂါပဲကြည့်ခဲ့တာကြောင့်လိုင်းပေါ်မှာလူအများဝေဖန်စရာဖြစ်နေပါတယ်။မိလာပွဲတက်ရောက်ခဲ့တဲ့အေသေးရီနဲ့နီးစပ်တဲ့မီဒီယာ page တွေတင်ထားကြတာကတော့ဟေဝရန်ကအရန်ချမ်းသာပြီးစိုးပြေသစဉ်ကိုတိမ်တောင်းချီအကုန်ကြခံလက်ထပ်ပေးမယ်လေ။ဟမ်ဘာဂါလောက်ပဲကြည့်ရလို့ရေးသားနေကြတာပါ။ စုပြည်သူစင်ကိုလက်ထက်ခွင်တောင်းတော့ကတင်ရချီတန်နဲ့ပြည်မြားလက်စွကြီးနဲ့လက်ထက်ခွင်တောင်းခဲ့တယ်လို့စီဆက်တောင်းရင်တော့ကလည်းတင်တောင်းခွင်နဲ့တင်တောင်းခဲ့တာပါပရီဝက်တင်တပ်ပုံရိုက်ဖို့တရုတ်ထီသွားခဲ့တာရီမင်္ဂလာဦးလဲဖွဲ့ရီအတွက်တုံထက်တိုက်ကြီးရီအတွက်ကလည်းကုန်ကြစရိတ်ကမနေမနောပါပဲမင်္ဂလာပွဲကိုလည်း6ပွဲပြုလုပ်မှဖြစ်ပြီးလက်မရီထုပ်ပင်မင်္ဂလာစွန်ခက်ပွဲနဲ့ဆူလျာရေပဲဆိုပြီး၃ပွဲပြုလုပ်ပြီးသွားပါပြီအဲ့ဒီမင်္ဂလာပွဲရဲ့ကုန်ကြစရိတ်ကလည်း ကျပ်သိန်းထောင်ချီကုန်ကြနိုင်ပါသေးတယ်။ဒါပေမဲ့ Ethereum ကိုတစ်ဖက်သုံးတဲ့ဟန်ဘာကကြည့်ရတော့မဖြစ်သင့်ဘူးလို့ Media Page အချို့ကရေးသားဝေဖန်နေကြတာပါ။အဲဒီပွဲကိုလည်းနိုင်ငံကျော်နှုတ်ပညာရှင်တွေအကုန်လုံးတက်ရောက်ခဲ့ကြတာမလို့ပိုပြီးခန္ဓာရယ်စာစီယာတွေကျွေးမွေးအခမ်းအနဲ့လို့မီဒီယာအချို့ကရေးသားနေကြပါတယ်။